င်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ9ရက်နေ့တင်ပြထားတဲ့ထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့မြမပင်လေပြည့်အတွင်းနိုဝင်ဘာ9ရက်ကနေ10ရက်အထိပြုလုပ်မယ်ဆိုတဲ့သတင်း။တောင်ကြီးတစောင်းတိုင်းမြေပုံးပြန်ပွဲတော်မှာနိုဝင်ဘာ6ရက်ညကညလှုပ်ပြိုင်ပွဲဝင်မြေပုံးပြန်18လုံးလွတ်တင်ခဲ့တဲ့သတင်း။ဖလာပိုင်မှာတိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့်တေဆုံးသူ140အထိရှိလာတဲ့သတင်းတွေ ချန်ပီယံလိပွဲစဉ်၄ရက်အကောင်းဆုံးကစားသမားစုကိုဖိုရန်ရရှိခဲ့တဲ့တဲ့နဲ့အဆရွှေတဲ့တင်တွေကိုတင်ဆက်ပေးပါမယ်။ဥဆောင်တဲ့တဲ့ပုံနေနဲ့မြမပင်လေပြင်းမှာရေတန်းဆိုင်ရာပင်လေပြင်းလေးကျင်ကန်းကိုနိုဝင်ဘာ9ရက်နေ့ရှေ့ရက်နေ့တွေမှာပြုတ်လုသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမပင်လေပြင်းအတွင်းရေတန်းဆိုင်ရာပင်လေပြင်းလေးကျင်ကန်းကို2025ခုနှစ်နိုဝင်ဘာ9ရက်ကနေရှေ့ရက်အထိပြုတ်လုမယ်လို့နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားတဲ့အရာသိရပါဗျ။ အစောပိုင်းပင်လယ်ပြင်လေးကျင့်ကမ်းမှာရေပြင်ဝင်ဟင်လက်နက်လေးကျင့်ပြက်ခတ်တာတွေဆောင်ရွက်မယ်လို့သိရပါတယ်။လေးကျင့်ငယ် area အဖြစ် point A မျောလက်တီတော့14ဒီဂရီ3ခွန်မိနစ်အရှိန်လောင်ကြီးတော့63ဒီဂရီ58မိနစ် point B မျောလက်တီတော့14ဒီဂရီ3ခွန်မိနစ်အရှိန်လောင်ကြီးတော့64ဒီဂရီ58မိနစ် point C မျောလက်တီတော့14ဒီဂရီ32မိနစ်အရှိန်လောင်ကြီးတော့64ဒီဂရီ58မိနစ် point D မျောလက်တီတော့14ဒီဂရီ32မိနစ် အရှိန်လောင်ကြီးတော့63ဒီဂရီ58မိနစ်စားတဲ့ကောဒနိတ်အမှတ်တွေဆက်ဆွဲထားတဲ့ area ကိုသတ်မှတ်ထားရှိပြီးရေချောင်းသတိပေးချက်နဲ့လေချောင်းသတိပေးချက်တွေထုတ်ပြန်ကြေညာထားရှိပြီးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအတွက်လေကျင်ကန်ဆောင်ရွက်စဉ်ကာလအတွင်းဘေးရနေကင်းရှင်းစေရဲ့အတွက်အဆိုပါ area ကနေ9မိုင်ပတ်လေကိုသင်းမောကြီးငယ်တွေကုန်တင်ဆက်လေတွေငါးဖန်းသင်းမောတွေစက်တက်တမန်တွေဖြတ်တန်းသွားလာတာကြောက်ချရန်နာခြင်းငါးဖန်းခြင်းငါးဖန်းကရိယာတွေခြားထားခြင်းမရှိစေဖို့နဲ့ လင်းရင်ရဟန်းရင်တွေအမြင့်ပေ1500အောက်ဖြတ်ကျော်ပြန်တန်းခြင်းမပြုဖို့အတိပေးကြေညာထားရလို့နိုင်ငံပိုင် သတင်းစာမှာဖော်ပြထားတဲ့အရာသိရပါတယ်။တောင်ကြီးတစောင်းတိုင်းမြေပုံပြန်ပွဲတော်မှာနိုဝင်ဘာ6ရက်ညကညလွတ်ပြန်ဝင်ဝင် မြေပုံပြန်18လုံးလွတ်တင်ခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကျင်းပလင်းရရှိတဲ့တောင်ကြီးတစောင်းတိုင်းမြေပုံပြန်ပွဲတော်မှာနိုဝင်ဘာ6ရက်ညကပြန်ပွဲဝင်မြေပုံပြန်18လုံးလွှတ်တင်ခဲ့တယ်လို့သိရပါဗျ။ ဝမ6ရက်နေ့ညမှာညလွတ်မီးပုံးပြန်မီးကြီး10လုံးနဲ့စိန်နဗန်9လုံးစုစုပေါင်း18လုံးလွတ်တင်ခဲ့တာဖြစ်ပါတယ်။တိုင်းဖွင့်ရဲ့ထုတ်ပြန်ချက်အရစိန်နဗန်10လုံးညမီးကြီး10လုံးလွတ်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ညမီးကြီးတွေကိုညနေအစောပိုင်းမှာလွတ်တင်ခဲ့ပြီးနောက်ပိုင်းမှာအကျန်ရှိနေတဲ့စိန်နဗန်တွေကိုမကုန်မချင်းဆက်လက်လွတ်တင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်နေ့ညပိုင်းကတော့ညမီးကြီး9လုံးလွတ်တင်နိုင်ခဲ့တယ်လို့သိရပါဗျ။ရာသီဥတုအခြေအနေကြောင့်နိုဝင်ဘာ1ရက်ကနေ4ရက်အထိ ီးပုံပြန်တွေလွတ်တင်နိုင်ခြင်းမရှိတဲ့အတွက်နိုဝင်ဘာ၈ရက်အထိပွဲရက်တိုးထားတယ်လို့သိရပါတယ်။နိုဝင်ဘာ၈ရက်မှာပိတ်ပွဲနဲ့စူပေးပွဲကျင်းပသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ထမမီဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့်သေဆုံးသူ140အထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာတိုင်ဖွန်းကာမီဂျီဝင်ရောက်တိုက်ခတ်မှုကြောင့်နိုဝင်ဘာ9ရက်မှာသေဆုံးသူ142ဦးထပ်မံတဲ့အထိရှိလာခဲ့ပါတယ်။ စီဘူးပြည်နယ်မှာလက်တလုံးနှစ်တွေအတွင်းအစိုးဆုံးရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ရှင်းလင်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။အစိုးရရဲ့တွေကပြည်နယ်ရဲ့မြို့တွေတဝန်းမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့တာကြောင့်ကားတွေမြေကမ်းတစ်ပေးမှာရှိတဲ့ဆင်းရဲသားရက်ွက်တွေနဲ့သင်္ဘောကွန်တိန်နာကြီးတွေတောင်ရေစီးနဲ့မျောပါခဲ့ပါတယ်။စီဘူးပြည်နယ်မှာရှိတဲ့ရေဘေးသက်လီလိုအန်မြို့မှာအလောင်း35လောင်းကိုတွေ့ရှိခဲ့တယ်လို့စီဘူးပြောရေးဆိုခွင့်ရှိသူရွန်ရာမော့စ်ကဆိုပါတယ်။ ဒါကြောင့်စီဘူးပြည်နယ်မှာတိုင်ဖုန်းကြောင့်သေဆုံးသူ86ဝက်ထိရှိလာခဲ့ပါတယ်။အင်းကြီးနီဂရိုစ်ကျောမှာတိုင်ဖုန်းကြောင့်မိုးသင်းထန်စွာရွာသွန်းပြီးမီးတောင်ကနေရွှွင့်တွေပျော်စင်းကြလာတာကြောင့်ကလန်အုံမြို့မှာရှိတဲ့နေအိမ်တွေနစ်မြုပ်ခဲ့ပြီးလူဆက်နဲ့ဦးထမင်းနဲ့တေဆုံခဲ့ကနောက်ထပ်ဆက်နဲ့ဦးပျောက်ဆုံးနေတယ်လို့ရဲအရာရှိစတီဖန်ပိုလီနာကပြောပါရယ်မနစ်တောင်ကကလန်အုံမီးတောင်ပောက်ကွဲရာကနေမီးတောင်ချော်ရည်အကျဉ်းချံတွေကအပေါ်ပိုင်းမှာအနေထိုင်စုပုံနေပါရယ် မိုးလဲရွာရောအဲ့ဒီအကျဉ်းချန်တွေကကြီးရွာတွေအပေါ်တဟုန်တိုးကျလာပါတယ်လို့၎င်းကဆိုပါတယ်တေဆုံးသူတွေထဲမှာတိုင်ဖွန်းကယ်ဆယ်ရေးဆောင်ရွက်နေချိန်စစ်တပ်ရဟတ်ရင်ပြတ်ကျမှုကြောင့်တေဆုံးခဲ့တဲ့အဖွဲ့ဝင်6ဦးလည်းအပောင်ဝင်ဖြစ်တယ်လို့သိရပါဗျ။ကာမီဂျီမုံတိုင်းဝင်ရောက်တာနဲ့အတူဖလပိုင်ဟာပြဲမြတိုက်ခတ်တဲ့မုံတိုင်းအရေအတွက်ပြေးသွားပြီလို့မိုးလေဝသပညာရှင်ချာမိန်ဗာရီလာက AFP ကိုပြောပါဗျ။လာမယ့်ဒဇမလကုန်အထိနောက်ထပ်မုံတိုင်း3ချိန်ကနေ5ချိန်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းကြောင်း၎င်းကပြောကြားခဲ့ပါဗျ။ နောက်ဆုံးသတင်းဒီပုံနည်းနဲ့ချန်ပီယံလိပွဲစဉ်၄ရက်အကောင်းဆုံးကစားသမားဆုကို foreign ရရှိခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Man City တိုက်စစ်ကစားသမား foreign ဟာချန်ပီယံလိပွဲစဉ်၄ရက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တယ်လို့သိရပါတယ်။ပိုတန်ဟာတော့မော်အသင်းနဲ့အရှင်ပြိုင်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်လေးမှာနှစ်ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာပါဒီဆိုအတွက်စကားတင်လေးဦးစီးရင်မှာဖိုတန်နဲ့အတူဂါလာတာစာရေးတိုက်စင်မှုအိုစင်မန် ကလပ်ရူဂေတောင်ပံကစားသမားကာလော့စ်ဖော့ဖ်နဲ့အာဆင်နယ်တိုက်စစ်ကစားသမားမရီနိုတို့ပါဝင်ခဲ့ပြီးဟက်ထရစ်သွင်းယူခဲ့တဲ့အိုဆင်မန်ကိုကြောဖြတ်ပြီးဖိုဒန်ကရွေးချယ်ခံခဲ့ရတဲ့အတွက်ကာလာဒါစာရီပရိသတ်တချို့ကတော့မေးခွန်းထုတ်ခဲ့ကြပါတယ်။ UEFA ကချန်ပီယံလိပွဲစဉ်၄ရဲ့အကောင်းဆုံးအသင်းကိုလည်းရွေးချယ်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီအသင်းမှာတော့အခုစကားတင်စင်းမှာပါဝင်ခဲ့တဲ့ကစားသမားလေးဦးစလုံးရွေးချယ်ခံခဲ့ရပါတယ်။ဒီအသင်းချန်ပီယံလိပွဲစဉ်အလိုက်အကောင်းဆုံးစုတွေကို ပွဲစဉ်တက်မှာဘာစီလိုနာတိုက်စစ်ကစားသမားရက်ဖို့ပွဲစဉ်နဲ့မှာရီယယ်တိုက်စစ်မှုပါပြီးပွဲစဉ်သုံးမှာဘာစီလိုနာ တောင်ပံကစားသမားဖာမင်လိုပက်စ်တို့ရရှိခဲ့ကြောင်းလည်းသိရပါဗျ။နိုဝင်ဘာ9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။